နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့ BBC website မှာမန္တလေးတိုင်းကို တိုက်ပွဲတွေမရောက်လာအောင်စစ်တပ်ဘလို့တံပြန်ထိုးစစ်ဆင်နေလဲဆိုတဲ့သတင်းအကြောင်းအရာကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းကတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့မတရားစင်ကူတပိတ်ချင်းလမ်းမိုက်တကြောကိုစစ်ကောင်စီကထိုးစစ်အရှိန်မြင့်ပြီးတိုက်ခိုက်နေပါတယ်။ 2024နှစ်ကုန်ပိုင်းကစတင်ခဲ့တဲ့စစ်တပ်ရဲ့တကြောပြန်ထိုးစစ်ဟာမန္တလေးမြစ်ကြီးနားလမ်းပိုင်းတကြောကိုပြန်ထိန်းချုပ်နိုင်ဖို့ဖြစ်ပြီးအဲ့ဒီလမ်းပိုင်းကစစ်တပ်စခန်းတွေကို အခိုင်အမာကာကွယ်ဖို့ဖြစ်ပါတယ်။စစ်ရေးပြူဟာအရာအရေးပါတဲ့တပိတ်ချင်းမြို့နယ်တွေက တွင်းငယ်ရွာကြီးမှာအရှိချာပြီးမန္တလေးမြစ်ကြီးနားလမ်းမကြီးကိုထိန်းချုပ်ထားနိုင်ဖို့စစ်တပ်ကထိုးစစ်ပြင်နေတာဖြစ်ပါတယ်။ကရှင် စကိုင်းကတိုက်ပွဲတွေမန္တလေးအထိမရောက်လာအောင်ဖြတ်တောက်ထားစင်တဲ့အဓိကရွယ်ချက်ဖြစ်ပါတယ်။ တွင်းငယ်ကိုစစ်တပ်ဘလို့ပြန်ယူခဲ့လဲမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တဲကတွင်းငယ်ရွာကိုတအန်းတက်တရအန်နေကဦးဆောင်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကရှင်လွတ်မြောက်ရေးတပ်မတော် KIA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNA နဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့အတူမနစ်ကဩဂုတ်လမှာတင်ပိုက်ခဲ့ပါတယ် ရှမ်းမြောက်က30နှစ်ခွန်ဆစ်စင်ရေးဒုတိယပိုင်းကာလအတွင်းမြို့သားညညိုရေးအစိုးရ NUG ကလည်းရှမ်းမန်းဆစ်စင်ရေးလို့အမည်ပေးပြီးနိုင်ငံအလဲပိုင်းမှာ2024ဇွန်လကစလို့ထိုးစစ်တွေစတင်ခဲ့ပါတယ်။ရှမ်းမန်းဆစ်စင်ရေးမှာပါဝင်တဲ့မန္တလေး PDF ကတော့ရွှေဘိုခရိုင်တရင်တွေမြင်းကြံညောင်ဦးကြောက်ဆယ်ကတပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။ဒီရှမ်းမန်းဆစ်စင်ရေးအတွင်းမှာပဲတွင်းငယ်ရာကိုစစ်တပ်ဘက်ကလက်လွတ်ခဲ့ရပါတယ်။ တွင်းငယ်အရှိစစစ်တပ်ရဲ့အမှတ်ဆက်သုံးတက်မြင့်လေးကျင့်ရေးတင်တန်းကြောင်းတကကဆက်သုံးကိုဆက်သိမ်းနိုင်ဖို့တော်လိုင်းရဲတပ်တွေဘက်ကပိတ်ဆို့ပြီးစစ်တပ်ကိုဖိအားပေးခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။တဖက်မှာလည်းရှမန်စစ်စစ်ရေးဖော်ဆောင်နေချိန်မှာပဲတရုတ်ကမြောက်ပိုင်းညင်အောင်တုံးပွဲအပေါ်ဖိအားပေးတာကြောင့်ရှမ်းမြောက်မှာမြောက်ပိုင်းမဟာမိတ်တွေရဲ့ထိုးစစ်ရပ်တန့်သွားခဲ့ပါတယ်။ ဒါအပြင်မနစ်ကနဝင်ဘာလထဲမှာပဲရှမ်းမြောက်အပါအဝင်မန္တလေးတိုင်းထဲကတိုက်ပွဲတွေမှာဥဆောင်ပြီးတိုက်နေတဲ့တအန်းတက်တီရန်အန်ဒီကတိုက်ပွဲတွေကိုရပ်ဖို့အသင်ရှိတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်ပြီးတဲ့နောက်တီရန်အန်ဒီဟာတက္ကကတ်73ကိုတိုက်နေတဲ့အချိန်ထိုးစစ်တွေကိုရပ်ပစ်လိုက်ပြီးရထားတဲ့နေရာတွေကိုပဲဆက်ထိန်းဖို့လုပ်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ PNE ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကတော့တရုတ်ပြည်အားကြောင့်တွင်းငယ်ဘက်မှထိုးစစ်ရက်သွားခြင်းစစ်တပ်ကအခွင့်အကောင်းယူပြီးထိုးစစ်တွေပြန်ဆားခဲ့တာလို့ BBC ကိုပြောပါတယ်တွင်းရဲ့အပြင်မန္တလေးမြစ်ကြီးနားလမ်းပေါ်ကတော်လန်ရေးတပ်တွေရှေ့ကုတ်ယူထားတဲ့မတရားတပိတ်ကျင်းဒေသတွေကိုစစ်တပ်ကထိုးစစ်တွေဆားခဲ့ပါတယ်။2024နိုဝင်ဘာတတိယအပတ်မှာတော့စစ်တပ်ကရုံလက်နက်ကြီးအပအဝင် ကြီးရည်လေးချောင်းတွေတုံးပြီးထိုးစစ်မြင့်ခဲ့ပါတယ်။ လာနေရှိနှစ်ဖက်စစ်ပွဲတွေပြင်းထန်ခဲ့ပြီးဒီဇင်ဘာလမှာတော့တွင်းငယ်ရွာကိုတော်လရင်တက်တီဘက်ကပြန်ပြီးလက်လွတ်ခဲ့ရပါတယ်။ထိုးစစ်မရှိဘဲထိမ့်မဲ့ထိမ့်နေရတာဆိုတော့စစ်ပန်းပြီးဆုတ်ခွာခဲ့ရတယ်လို့ရဲဘော်နီနီကျော်ကပြောပါတယ်။တွင်းငယ်ကနေဆုတ်ခွာလာရပေမဲ့တပိတ်ချင်းနဲ့မန္တလေးမိုးကုတ်လမ်းပိုင်းတကျော်မှာတော်လရင်ပူပေါင်းတွက်တွေကအပိုင်းလိုက်ထိမ့်ရှုပ်ထားတယ်လို့မြေပြင်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တအူးကပြောပါတယ် စီရေးအရအရေးပါတဲ့တွင်းငယ်ရွာအပါအဝင်တကကဆက်သုံးစားတဲ့အရှက်အရှာနေရာတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးနောက်မတရားစင်ကိုတပိတ်ချင်းမျိုးတလျှောက်ကနေရာတွေကို ပြန်ရဖို့စစ်တပ်ကစစ်ကြောင်းတောက်လျှောက်ထိုးနေတယ်လို့စီရေးအရေးမြစ်ကပြောပါတယ်။ရှာမန်စစ်စင်ရေးအတွင် TNA, PNA, မန္တလေး PDF နဲ့ပူးပေါင်းတပ်တွေကတပိတ်ချင်းခရိုင်တွေက စင်ကူးမျိုးကို ပထမဆုံးတိုက်ပိုက်ခဲ့ပြီးတကောင်းမျိုးကိုပါထပ်မံတိုက်ပိုက်ထားပါတယ်။ မန္တလေးတိုင်းနယ်ကစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ TNNE ကို BBC ကဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားခြင်းတော့မရှိသေးပါဘူး။တွင်းငယ်ရွာစစ်ရေးအရာဘလို့အရေးပါလဲ။တပိတ်ချင်းမြို့တွေကတွင်းငယ်ရွာကအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါကအရှိဆိုင်တဲ့မန္တလေးမြို့နဲ့မိုင်းတရာကျော်ဝေးပြီးအင်ဂျီတထောင်ကျော်ရှိတဲ့ရွာဖြစ်ပါတယ်။တော်လဟင်းအင်အားစုတွေထိန်းချုပ်ထားတဲ့တပိတ်ချင်းမြို့မြောက်ဖက်25မိုင်ကျော်မှာရှိပြီးအေယာဝတီမြကန်းဘေးကရွာကြီးတစ်ရွာဖြစ်ပါတယ်။ စကိုင်းမန္တလေးအဆက်ကတွင်းငယ်ရွာဟာတပိတ်ချင်းမြို့ရဲ့အရှက်အရှာကြတဲ့လမ်းစုံမှာတည်ရှိပြီးမန္တလေးမြစ်ကြီးနားလမ်းပိုက်ပေါ်မှာရှိတာကြောင့်စီရီအရအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့စီရီအကဲခက်တရှိုးကသုံးသပ်ထားကြပါတယ်။တွင်းငယ်ရဲ့မြောက်ဘက်တကြောမှာတကောင်းမြို့နဲ့ထီရှိုင်းမြို့တို့ရှိပြီးတောင်ဘက်မှာစင်ကူးအပြင်အရှိတ်ချမ်းမှာလည်းတရအန်အင်းနဲ့ပူပေါင်းတပ်တို့ထိတ်ရှုပ်ထားတဲ့မိုးမိတ်မိုးကုံမြို့တို့ရှိပါတယ်။ တကောင်းမျိုးကိုလည်းစစ်တပ်ကပြီးခဲ့တဲ့ဩဂုတ်လမှာလက်လွတ်ခဲ့ရပြီးတရုတ်အကျိုးစီးပွားရှိတဲ့ထိရှိုက်မျိုးနယ်တွေကတကောင်းနီကယ်စက်ရုံကိုလည်းတော်လန်ရင်တပ်ဘက်ကထိန်းချုပ်ထားတဲ့အခြေအနေဖြစ်ပါတယ်။ထိရှိုက်မျိုးမှာလည်းရဲစခန်းနဲ့တံတားအပါအဝင်မျိုးပေါ်ရက်ွက်တွေမှာစစ်တပ်ကတပ်ဆွဲထိန်းချုပ်ထားပြီးဘန်ကာအထက်အထက်နဲ့ခံစစ်ပစ်ထားတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။မျိုးတဝိုက်ကကြေးရွာတွေမှာတော့ PDF တွေကထိန်းချုပ်ထားတယ်လို့သူကဆက်ပြောပါတယ်။ ။တွင်းငယ်ရွာနဲ့နီးစပ်တဲ့တချို့နေရာတွေကိုတော်လိုင်းရဲတပ်တွေကတင်ထားပြီးတချို့နေရာတွေမှာလည်းနှစ်ဖက်တိုက်ပွဲတွေဆက်ရှိနေတာကြောင့်တွင်းငယ်ရွာကိုစစ်တပ်ကပြန်လက်မလွတ်ရဖို့အင်အားဖြည့်တင်းနေတယ်လို့ PDF ဘက်ကပြောပါတယ်။တကကဆက်သုံးမှာအထိုင်ချပြီးကျန်တဲ့နေရာတွေကိုဆက်သိမ်းဖို့ထိုးစစ်ဆင်နေတာလို့တည်င်းရင့်မြစ်ကပြောထားပါဗျ။ တွင်းငွေရာနဲ့စစ်တပ်ရဲ့တကကက73ကကလျက်တည်ရှိပြီးတကကက73နဲ့ကြောက်ကြီးစခန်းခုနှစ်မိုင်တက်စခန်းတို့ကတော့ရှောက်မှန်ကြော်လောက်တာကွာဝေးတာဖြစ်ပါတယ်ခုနမရွာအနီးမှာစစ်တပ်ရဲ့အမှတ်နှစ်စစ်အခြေခံလေ့ကျင့်ရေးတပ်စခတာနှင့်ရှိပါတယ် တပိတ်ချင်းမြို့တွေကတက္ကက73အပြင်ခုနှစ်မိုင်တက်စခန်းမှာရှိတဲ့ခုနှစ်မိုင်ကျွရွာနဲ့ကြောက်ကြီးတက်စခန်းတို့မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားမတ်လတတိယပတ်အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့မြေပြင်အခြေအနေသိရှိသူတွေကအတည်ပြုပါတယ်။ရှမ်းမန်းစစ်စီရေးကိုဟန်တာဖို့စစ်တပ်ဘလို့လုပ်နေလဲ။စစ်တပ်ကတက္ကက73တွေကိုထောက်ပို့လေရင်နဲ့လက်နက်ခဲယမ်းတွေ ပို့နေတယ်လို့စစ်ရေးတတိယမြစ်ကပြောပါတယ်။ တော်လရေးတပ်ဖွဲ့တွေကတကကက73ကိုရဖို့ဘေးပပတ်လေကနေဝင်းရံပိတ်ဆို့ထားပြီးတက်သေးကိုသွားတဲ့ရေအေးမြစ်ကိုလည်းဖြတ်တောက်ထားတဲ့အရှိအအနေလို့သူကဆိုပါတယ်မန္တလေးမြစ်ကြီးနားလမ်းပိုင်းဖြစ်တဲ့မတရားကနေထီချိုင်မြို့အထိတောက်လျှောက်တော်လာရေးပူပေါင်းတက်တွေကအင်အားဖြန့်ကျက်ထားတာကြောင့်စစ်တပ်ကလေကြောင်းကိုပဲအားထားပြီးတိုက်ခိုက်နေတယ်လို့ PN ကပြောပါတယ်။ ကင်းထောက်လေရင်တွေတိုက်လေရင်နဲ့ဘုံကျဲတာတွေစက်တက်လေဒီနဲ့ဘုံကျဲတာတွေအစုံပဲလို့ရဲဘော်နီနီကျော်ကရှင်းပြပါဗျ။တပိတ်ချင်းဒေတာကိုလေကြောင်းတိုက်ခိုက်ဖို့နဲ့အင်အားဖြည့်ဖို့စစ်ကောင်စီတပ်ကမန္တလေးမြို့တရားဦးလေတပ်နဲ့မိထီလာလေတပ်ကိုအဓိကသုံးနေတယ်လို့သူကဆက်ပြောပါဗျ။ဒါအပြင်စစ်တပ်ရဲ့တက္ကက73ဝင်းထဲမှာလေရင်ပြေးလက်တရှို့ဖောက်လုပ်နေတယ်လို့မြေပြင်အခြေအနေသိသူတရှို့ကပြောပါတယ် လပိုင်းလေးအတွင်းတိုက်လေရင်တွေအတွက်ပြေးလန်းဖောက်တယ်ဆိုတာကတော့အတည်ပြုဖို့ခက်တယ်။စက်တက်လေဒီစင်းဖို့အတွက်ပြေးလန်းဖြစ်ဖို့များတယ်လို့ရဲဘော်နီနီကျော်ကသုံးသပ်ပါတယ်။တဖက်မှာလဲမက်စလာအတွင်မန္တလေးတိုင်းမတရားအရှိတ်ရှံကရွာတွေကိုစစ်တပ်ကလေကြောင်းအပါအဝင်မြေပြင်စစ်ကြောင်းထဲပါတိုက်ခိုက်ပြီးစင်ကူးမျိုးကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့စီရေးအရေးမြစ်ကပြောပါတယ် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မတရားမျိုးအဆက်မှနေထိုင်တဲ့အသက်70နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်၅ဦးသေဆုံးခဲ့တယ်လို့သူကဆက်ပြောပါတယ်မတရားမျိုးမြောက်ဖက်ပန်းရရွာမှာစစ်တပ်ကအထိုင်ချပြီးအင်အားဖြည့်တင်တာနေလဲလုပ်နေတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။မတရားအရှိတ်ရှမ်းမှာမန္တလေး PDF ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်နေတယ်လို့မန္တလေး PDF က BBC ကိုပြောပါတယ်။ ဒါအပြင် စင်ကူးမြို့နယ်လက်ပံလာကျွရတွေကဈေးဆိုင်တန်းတွေကိုစစ်တပ်ကမတ်လ14ရက်မှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်၆ဦးအပါအဝင်ပြည်သူ29ဦးသေဆုံးပြီး30ဝန်းကျင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။စစ်တပ်ထိုးစစ်ကရှာမန်စစ်စေရေးကိုဘာတွေတက်ရောက်မလဲ။ မန္တလေးတိုင်းကိုဦးတည်လာမဲ့စစ်ကြောင်းတွေကိုကာကွယ်ချင်တာကြောင့်စစ်တပ်ကတွင်းငယ်ဘက်မှာရှေကုတ်အခိုင်မှာဆက်ယူဖို့ထိုးစစ်ဆင်နေတာလို့ရဲဘော်နီနီကျော်က BBC ကိုပြောပါတယ်။တွင်းငယ်မှာစစ်တပ်ရှေကုတ်ယူထားတဲ့တကကဆက်သောခုနှစ်မိုင်တက်ဆက်ခန်းနဲ့ကြောက်ကြီးတက်ဆက်ခန်းတွေကိုရအောင်တိုက်ပြီးမှမန္တလေးကိုဦးတည်တင်တယ်လို့သူကဆက်ပြောပါတယ်။မန္တလေးတိုင်းမြောက်ဖက်ချမ်းထီချိုင်တကောင်းကနေမတရားမျိုးအထိမြေပြင်အနေထားရဆက်ဆက်နေတာကြောင့်ပါလို့သူကရှင်းပြထားပါဗျ မန္တလေးတိုင်းတွေကတပိတ်ချင်းနဲ့မတရားမျိုးတွေအပါအဝင်နေရာတော်တော်များများမှာစစ်တပ်ကထိုးစစ်ဆင်မှုစ조사နေတယ်လို့မန္တလေး PDF ကလည်းထုတ်ပြောလာပါတယ်တော်လာရေးတပ်ဖွဲ့တွေနဲ့အပြန်အလှန်ထိုးစစ်ဆင်ပြီးစစ်စကားနေတဲ့အနေအထားမျိုးပဲရှိပါသေးတယ်လို့မန္တလေး PDF ကဆိုပါတယ် စစ်တပ်ထိုးစစ်မြင့်နေတဲ့တပိတ်ချင်းတွေကတွင်းငယ်ရွာဟာစင်ကူမတရားမျိုးတို့နဲ့ထိဆက်နေသလိုတရားအနေသိမ်းယူထားတဲ့မိုးမိတ်မိုးကုံမျိုးတို့အပြင်မြစ်ကြီးနားအထိလမ်းပေါက်နေတာကြောင့်ဘူဟာကျတဲ့နေရာတစ်ခုလို့နိုင်ငံရေးအကဲခဲတရှိုးကပြောပါတယ်စစ်တပ်ကတွင်းငယ်မှာရှေကုတ်ဆက်ယူပြီးထိုးစစ်တွေဆက်စင်ရင်မန္တလေးအပြင်ကရှင်စကိုင်းကိုပါစစ်တပ်ကထိုးစစ်ပွင့်လာဖို့လွယ်သွားမယ်လို့ PNL ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကပြောထားပါတယ် တွင်းငယ်ကိုထိန်းချုပ်နိုင်ရင်စစ်တပ်ကမြကြီးနားဘက်စစ်ကူပို့တာတွေမလုပ်နိုင်သလိုစင်ကူးမတရားနဲ့တပိတ်ချင်းမျိုးဘက်ရှမ်းတွေကိုလည်းလွတ်လွတ်လပ်လပ်သွားလို့မရတဲ့အခြေအနေလို့သူကဆက်ပြောပါတယ်ဒါအပြင်တော်လန်ရေးဘက်ကထိန်းထားတဲ့မိုးမိတ်နဲ့မိုးကုတ်မျိုးတွေအတွက်လဲစိတ်အေးရမယ်လို့သူကဆိုပါတယ်။မန္တလေးတိုင်းထဲမှာလှုပ်ရှားနေတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တအူးကတော့ရှမ်းမန်းစစ်စေးရဲ့အတွင်စစ်ကောင်စီတပ်စခန်း90ဝန်းကျင်ကိုတော်လန်ရေးပူးပေါင်းတပ်တွေကတင်ထားနိုင်တယ်လို့ပြောပါတယ်။ မန္တလေးတိုင်းထဲမှာစစ်ကောင်စီတပ်ရဲ့စစ်ရေးကွင်ဒီတပ်ပုံမကျဲအောင်အရှိကုံမကြည့်ဘဲနဲ့အနောက်ဘက်ကတပ်တွေကိုအကုန်ကုန်အောင်တိုက်ဖို့လိုတယ်လို့စစ်ရေးအကြက်ခက်တချို့ကလည်းမှတ်ချက်ပြပါတယ်။